မင်္ဂလာပါခင်ဗျရှင်ကုန်ခစ်တိကနေဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံတော်ဆစ်မှုတန်းကိစ္စနဲ့တတအစ်စုဆောင်မှုအတွက်အချက်ပစကောင်စီတက်တဲ့အုတ်ချွေးအဖွဲ့တွေကလူမိုက်တွေနဲ့ပြူစော့ထီးတွေကိုပါပတ်စံပေးပြီးလူငယ်တွေကိုဖမ်းဆီးခိုင်းတာတွေပါအလွန်များပြားလာနေတယ်ဆိုပါလေထိုင်းနိုင်ငံဘန်ကောက်မြို့မှာတန်ရှင်းမှုမရှိတဲ့ရေကဲမှုထုတ်လို့ရောင်းတယ်လို့ဆိုသူမြန်မာနိုင်ငံသားနှစ်ဦးနဲ့တရားမဝင်ဈေးရောင်းသူမြန်မာတအုပ်ကိုထိုင်းအာဏာပိုင်တွေကဖမ်းဆီးအရေးယူထားတယ်လို့ ထိုင်းသတင်းဌာနတွေကဖော်ပြထားတဲ့သတင်းပါဝင်ဒီနေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့မြန်မာနိုင်ငံတော်စစ်မှုထမ်းကိစ္စနဲ့တတသက်စုဆောင်မှုအတွက်အကြံဖက်စကောင်းစီတက်တဲ့အုတ်ချုပ်ရေးအဖွဲ့တွေကလူမိုက်တွေနဲ့ပြူစောထီတွေကိုပါပတ်စံပေးပြီးလူငယ်တွေကိုဖမ်းဆီးခိုင်းတာတွေပါအလုံးမြတ်ပြလာနေတယ်လို့ဖမ်းဆီးခံရတဲ့လူငယ်တွေနဲ့နှိစက်သူတွေကပြောထားသလိုမြို့နယ်အုတ်ချုပ်ရေးအဖွဲ့တည်င်းအရင်းမြစ်တွေကပါပြောထားပါတယ်အထူးသဖြင့် ရန်ကုန်တိုင်းလိုင်သာယာမြို့နယ်တကုန်းအေးရအဝေးပြေးကားဝင်းမှာဆိုရင်အော်တိုဘလာအတွင်ခီးသွွားလူငယ်အများပြားကိုပေါ်တာဆွဲဖမ်းဆီးပြီးစစ်တပ်ထဲကိုပို့ပေးတဲ့သူတွေဟာလိုင်သာယာမြို့နယ်အခြေစိုက်လူမိုက်တွေနဲ့ပူစော့တီတွေကရက်ွက်အုပ်ချုပ်ရင်းမှုစမ်းမြင့်နေလင်းမိုးကိုထက်ဆိုသူတို့အဖွဲ့တွေနဲ့ပေါင်းပြီးလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီအဖွဲ့တွေဖမ်းဆီးပြီးတပ်သားတွေအဖြစ်စစ်တပ်ထဲပို့ခံရတဲ့လူငယ်တွေတဲကပတ်စံပေးနိုင်တဲ့လူငယ်တချို့ကတော့ပြန်လွတ်လာပြီး ပတ်စံမပေးနိုင်တဲ့လူငယ်တွေအကုန်လုံးကတော့တသားတည်းအဖြစ်စုဆောင်းခံလိုက်ရတယ်လို့ဖန်ဆီးခံရတဲ့လူငယ်တွေနဲ့နှိစက်သူတွေကပြောထားကြပါတယ်။ဒါအပြင်လက်ရှိအကြမ်းဖက်စစ်ကောင်စီတပ်နဲ့ရဲတွေအပါအဝင်ရက်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေကစစ်မှုထမ်းဖို့အတွက်လူစားထိုးမဲ့တသားအသစ်တွေကိုလည်းအဲ့ဒီလူမိုက်တွေနဲ့ပြူစော်တီအဖွဲ့တွေဖန်ဆီးလာတဲ့လူငယ်တွေကိုပတ်စံပေးပြီးဝယ်ယူလဲလှယ်ဓာတ်တွေပါလုပ်နေကြတယ်လို့လိုင်သာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တည်ရင်းမြစ်ကပြောထားပါသေးတယ်။အလားတူပြည်ဦးလွေမြို့နယ်မှာလည်းစစ်မှုထမ်းတသားတစ်အဖြစ် လူတစ်စုတဲ့နေရာမှာလူမိုက်တွေနဲ့ပြူစောထီတွေဖမ်းဆီးလာတဲ့လူငယ်တွေကိုလူစားထိုးတဲ့နေရာမှာပုံဖို့ငွေကျပ်380နဲ့80ကြာပေးဝယ်ပြီးတော့လူစားထိုးတာတွေလည်းလုံနေကြတယ်လို့ပြူးလင်ဒေသခံပြည်သူတို့ကလည်းပြောထားပါသေးတယ်။အလားတူရန်ကုန်တိုင်းကော်မူမျိုးနယ်စလုံးကြီးကျေးရွာနဲ့အဖျောက်ကျေးရွာဒီမှာလည်းအခုလိုပဲစစ်မှုထမ်းတပ်သားတွေအဖြစ်ချို့တဲ့တဲ့လူငယ်တွေကဖမ်းဆီးခံရပြီးလူစားထိုးခံရတာတွေရှိနေသလိုမကွေးတိုင်းမန္တလေးတိုင်းတတအူးမျိုးနယ် ေရီတိုင်းဒနုပြူမြို့နယ်နဲ့ကြုံပြောမြို့နယ်တွေမှာလည်းလူမိုက်တွေနဲ့ပူစောထီတွေကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးပြီးစစ်တပ်ထဲကိုပို့နေဒါတွေလည်းရှိနေတယ်လို့မြို့နယ်အုပ်ချုပ်ရေးသတင်းအရင်းမြစ်ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့ဂင်းပြည်နယ်တန်တောင်ကြီးမြို့နယ်ကကြောင်လုံးကြီးစခန်းရှိမှာမော်တော်ယာဉ်တွေကိုစစ်ကြေးကောက်နေတဲ့စစ်ကောင်စီတပ်သားတွေကိုဒေါ်လန်ကြီးတပ်တွေကဝင်းရောက်တိုက်ခိုက်ချေမုန်းရမှာစစ်သား၃ဦးကတော့အသီးသီးသေကုန်ကြပြီလို့ တန်တော်ပီဒီရဲ့တပ်ဖွဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တကိုပြောပါတယ်။အဲ့ဒီတောင်ကူလိတ်တို့လမ်းပေါ်မှာရှိတဲ့အကြပ်စစ်ကောင်စီရဲ့ကြောင်လုံးကြီးစကန်အရှိမှာစစ်ကောင်စီတပ်သားတွေဟာမော်တော်ယာဉ်တွေကိုတားပြီးမတရားစစ်ကြေးကောက်နေကြတာဖြစ်တဲ့အတွက်အော်ဘလာ31ရက်နေ့ကပဲဒေါ်လန်ကြီးတက်တွေကတွားရောက်ပစ်ခတ်တက်ခတ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတက်ခတ်မှုအတွင်းစစ်ကောင်စီတပ်သား3ကတော့အသီးသီးတိတ်ကုန်ကြတဲ့အကြောင်းကိုအခုမှအတိပြုလို့ရတာဖြစ်တဲ့အတွက်ထုတ်ပြန်လိုက်တာဖြစ်တယ်လို့တန်တောင် PDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျ တစ်ဖက်မှာတော့အဂျမ်ဖတ်စစ်ကောင်းစီကမင်းတက်မြုပ်ကိုညတကောင်းကြောအချင်းလင်းနဲ့လာပြီးဘုံကျဲချမှုကြောင့်ဖះเจ้าနှစ်ချောင်းအပါဝင်လူနဲ့အိမ်တွေပျက်စီးခဲ့တယ်လို့မင်းတက်ဒေတာတရင်ရှင်မြစ်ကထုတ်ပြန်ထားပါတယ်။နိုဝင်ဘာလ9ရက်နေ့နဲ့6ရက်နေ့ညတကောင်းကြောအချင်းတွေမှာအဂျမ်ဖတ်စစ်ကောင်းစီတပ်ကမင်းတက်မြုပ်ပေါ်ကိုလင်းနဲ့လာပြီးပေါင်900ဘုံတွေအပါဝင်ကျဲချသွားတယ်ဆိုပါတယ်။အဲဒီလိုစစ်ကောင်းစီတပ်ရဲ့လင်းကကျဲချလိုက်တဲ့ဘုံတီးတွေဟာအရသာပြည်သူတွေနေထိုင်ရာနေရာတွေမှာပါကြောက်ရွံ့ပောက်ကွဲသွားပြီး ဖျားကြောင်နှစ်ကြောင်နဲ့လူနေအိမ်ခုနှစ်လုံးနဲ့ပျက်စီးသွားခဲ့တယ်လို့မင်းတက်ဒေတာသတင်းရင်းမြစ်ရဲ့ထုတ်ပြန်ချက်မှာဆိုထားပါတယ်။လက်ရှိမှာအကြံပစကောင်စီဟာအယတပြစ်မှတ်တွေနဲ့ဘာသာရေးအဆောက်အုံတွေပါမချမ်းရည်ရွယ်ချက်ရှိရှိလေကြောင်းကနေဘုံကျဲတိုက်ခိုက်ဖျက်ဆီးနေပြီးစစ်ရဇဝဲမှုတွေကိုပြောင်ပြောင်တင်းတင်းကျူးလွန်နေကြတယ်လို့လည်းဒေတာကန်သတင်းရင်းမြစ်တွေကပြောထားကြပါတယ်ခင်ဗျ။အခုတစ်ခါဆက်ချင်တာကတော့ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာတန်ရှင်းမှုမရှိတဲ့ရေကဲမှုထုတ်လုပ်ရောင်းတယ်လို့ဆိုသူမြန်မာနိုင်ငံသား2ဦးနဲ့တရားမဝင်ဈေးရောင်းသူမြန်မာ2ဦးကိုထိုင်းအာဏာပိုင်တွေကဖမ်းဆီးအရေးယူထားတယ်လို့ထိုင်းသတင်းဌာနတွေကဖော်ပြထားပါတယ်။နိုဝင်ဘာလ6ရက်နေ့ဖြစ်တဲ့မနေ့ကပဲထိုင်းနိုင်ငံဘန်ကောက်မြို့ဘင်္ဂဒီ area မှာတန်ရှင်းမှုမရှိတဲ့ရေကဲမှုတွေထုတ်လုပ်ရောင်းချနေတယ်လို့ဆိုသူမြန်မာနိုင်ငံသား2ဦးကိုထိုင်းအာဏာပိုင်တွေကဖမ်းဆီးလိုက်တယ်ဆိုပါတယ်။အဲ့ဒီမြန်မာနိုင်ငံသား2ဦးအကြောင်းကိုတော့ လူမှုကွန်ရက်ကနေတဆင့်ပြန့်နှံ့လာယာကနေထိုင်းအနာပရင်ကဝင်ရောက်စစ်ဆေးပြီးဖမ်းဆီးခဲ့တာဖြစ်တယ်လို့လဲထိုင်းသတင်းတွေမှာဖော်ပြထားကြပါတယ်။ဒါအပြင်လူမလာ9ရက်နေ့ကဘဲဗန်ကောက်မြို့ဘိုဘေးဈေးမှာရှိတဲ့တရားမဝင်အထည်ဆိုင်တွေမှာတရားဝင်အလုတ်လုတ်ခွင့်ပါမစ်မရှိဘဲအလုတ်လုတ်နေတဲ့နိုင်ငံသားတွေကိုထိုင်းအနာပိုင်တွေကစီးနှင်းရှာဖွေခဲ့တဲ့အချိန်မှာလဲမြန်မာနိုင်ငံသားတအုပ်အပါဝင်နိုင်ငံသား9ဦးကိုဖမ်းဆီးခဲ့တယ်လို့လဲထိုင်းသတင်းတွေမှာဖော်ပြထားကြပါတယ်ခင်ဗျ။ဟုတ်ကဲ့ Dagaro